ခင်ကသူတို့ကဘာရေကိုဆောင်ရှောက်ဖို့ပြဖို့ခဲ့တယ်။ပြီးမဲ့သူတို့တွေကဘုရားသခင်ပေးထားတဲ့တာဝန်တွေကိုလွှဲချော်ပြီးတော့လူမိမာတွေနဲ့ကျွမ်းဝင်သွားခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာကောင်းကင်နိုင်ငံရဲ့ဥပဒေကိုဖီဆန်ခဲ့ပြီးတဲ့နောက်ပိုင်းအဲ့ဒီမသိတော့တဲ့တနည်းအားဖြင့်တားမြစ်ထားတဲ့ချက်ချင်းက Netflix ဆိုတဲ့ music တစ်ခုပေါ်နေလာခဲ့တယ်။ဇလန်းဒီတမိုင်းကြောင်းရဲ့နောက်ခံနဲ့ပတ်သက်ပြီးတော့တကယ်စိတ်ဝင်စားရတဲ့အကြောင်းအရာတွေလည်းအများကြီးရှိပါတယ်။ဒီဇလန်းလေးရဲ့စတင်လာတဲ့ အစိုးဆုံးအကြောင်းအရာသမိုင်းနေထဲမှာဆိုရင် Genesis chapter 6 verse 4ကဘာဦးကျန်ခန်းကြီး6အငယ်လေးထဲမှာဆိုရာသခင်ရဲ့သားတော်တွေကလူမိမတွေကိုချစ်ချွန်းဝင်သွားပြီးနောက်မှာ Netflix ဆိုတဲ့မျိုးစိတ်တစ်ခုကိုဖွားမြင်ခဲ့တဲ့ဆိုပြီးတော့မှပေါ်ပြထားပါတယ်ဒီအဖြစ်ကျွန်တော်တို့ဒီနေရာမှာတည်ထားရမှာကစိတ်တည်းရဲ့နောက်ပိုင်းဒီတယ်ဆိုဟုတ်ပဲတယ်။ဘာကြီးကိုစောင့်ရှောက်ဖို့အတွက်ဖန်တီးထားတဲ့တာဝန်ပေးထားတဲ့ watcher ဆိုတဲ့ angels တွေဖြစ်ပါတယ် ဒီ Angels Day ကလူသားမိမနဲ့ပေါင်းဖက်ပြီးဖြစ်လာတဲ့ music ကို Netflix လို့ခေါ်ပါတယ် Netflix တွေကဘာလို့ထူးခြားတာလို့ထူးခြားတာလဲဘာအတွက်ဒီသမိုင်းကြောင်းကအရေးပါတာလဲဆိုတဲ့အကြောင်းကိုအထူးဖြစ်ကျွန်တော်တို့ Bible ထဲကနေဖေထုတ်ထားခဲ့တဲ့ကျမ်းတစ်ခု Book of Enoch ထဲမှာဖော်ပြထားပါတယ်ဒီမသိညော်တဲ့ချက်ချင်းတစ်ခုကလူသားတွေကိုမတိတဲ့အရာတွေများစွာသင်ပေးခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် Watchers ဆိုတဲ့ Angels တွေကလူသားတွေကိုစစ်ပွဲတွေတူတူတွေးတိုးခြင်းတွေ နက္ခတ္တဗေဒနဲ့ဆိုင်တဲ့သူတို့ဖြင့်အနာဂတ်ကိုကြိုတင်ပြီးသိနိုင်တဲ့ပညာရက်တွေကျဲကိုကြည့်ပြီးတော့မှဗေဒင်းလုပ်တဲ့ပညာရက်တွေစားရစားတဲ့အရာတွေဒါမကပဲနဲ့ magic ကိုပညာမျိုးတွေပါဘူးဒီကလက်စင်ကမ်းပြီးခဲ့ပါတယ်ဒီအရာတွေကလုံးဝဖျားသိခင်ကမကြိုက်တဲ့တဲ့အရာတွေဖြစ်တယ်ဆိုတဲ့အရာကိုတည်တည်ကြည်နေလူသားတွေရဲ့လက်ထဲကိုရောက်ပြီးခဲ့တဲ့လူတွေကတော့ the watchers လို့ခေါ်တဲ့ကောင်းကင်တမန်တွေပဲဖြစ်ပါတယ် ဒီလိုနဲ့ဗာကြီးပေါ်မှာ Netflix ဆိုတဲ့ music ကအရွယ်အဖျင်းလဲလူတွေထက်ကိုကြီးမားတယ်လူတွေထက်ကိုလည်းပိုပြီးခွန်အားကြီးမားတဲ့ music တစ်ခုကိုဖန်တီးပေးခဲ့တဲ့အပြင်ကမှာလူတွေကိုတိအပ်တဲ့မတက်အပ်တဲ့ပညာတွေကိုသင်ကြားပေးပြီးနောက်ပိုင်းမှာသခင်က အပေါ်မှာရှိတဲ့လူသားတွေပြပြီးတော့ Netflix ဒီနဲ့လူသားတွေအကြမ်းမှာဖြစ်နေခဲ့တဲ့ပြဿနာ Netflix ဒီကလူသားတွေကိုအုပ်ဆိုးလာတဲ့အကြောင်းအရာဒီအရာတွေကဖျားသခင်ရဲ့ agency ထဲမှာလုံးဝမပါခဲ့တဲ့အရာ လုံးဝမဖြစ်စီခြင်းတဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖျားသခင်ကကဘာကြီးကို reset လုပ်ဖို့ဖျားသခင်ကကြံစီခဲ့ပါတော့တယ်အရာက ကဘာကြီးမှာပထမဆုံးမိုးရွာသွန်းခြင်းဖြစ်ခဲ့တယ်လို့မျိုးပဲကဘာကြီးတစ်ခုလုံးကိုရေလွှမ်းမိုးခြင်းဖြစ်စီခဲ့တယ်ဆိုတဲ့အကြောင်းအရာလည်းဖြစ်ပါတယ် အရာကနေနောက်ပိုင်းမှာနိုအာဆိုတဲ့လူသားမိသားစုတစ်ခုပဲအသက်ရှင်ကျန်ရခဲ့ပြီးတော့ Netflix ကြီးအလုံးကရေအောက်ထဲပျောက်ကွယ်သွားခဲ့တယ်ဆိုပြီးတော့စာထဲမှာဖော်ပြထားပါတယ်။ဒါပေမဲ့ Netflix ကြီးကရေထဲမှာပျောက်ကွယ်သွားတယ်လို့ mention ထားခဲ့ပေမဲ့လည်းနောက်ပိုင်းတော့ကျန်းစာရဲ့အပိုင်းအချို့အချို့တွေမှာပြန်လည်ပေါ်လာသေးတဲ့မျိုးစိတ်တစ်ခုလည်းဖြစ်နေပါသေးတယ်။ Netflix ရဲ့အယူတွေကိုတွေးတယ်လို့လည်းဆိုလို့ကြပါတယ်။ Egypt Turkey Iraq စတဲ့စတဲ့အကြောင်းအရာတွေမှာဆိုရင်တော့ Netflix နဲ့ပတ်သက်တဲ့အရာတွေတက်သေးတွေကတော့ကြံနေပါသေးတယ် Netflix မျိုးစိတ်ဟာတကယ်ကိုရည်ကြီးမှုနောက်ပိုင်းမှာတော့မှချက်ရှိနေသေးတယ်လို့ယုံကြည်ကြပါသေးတယ် Goliath လို့ခေါ်တဲ့လူကြီးက Philistine Philippi လူမျိုးကြီးတွေရဲ့စစ်တပ်ထဲမှာပါဝင်ခဲ့ပြီးတော့မှ King David ဒါဝိဒ်နဲ့လည်းရင်ဆိုင်ခဲ့တယ်ဆိုတဲ့အကြောင်းအရာကလည်းတို့တို့က လုံးဝကိုမေ့ထားလို့မရတဲ့အကြောင်းအရာတစ်ခုပါပဲ David ကကြောက်တောင်းလေးတစ်လုံးနဲ့ဂလာယာကိုအနိုင်ခဲ့တဲ့ဆိုပြီးမဲ့လေတချို့တချို့တော့အကြောင်းအရာတွေမှာတော့ Goliath က Netflix မျိုးစေ့ရဲ့နောက်ဆုံးဖြစ်တယ်ဆိုပြီးတော့မှပြောပြထားတဲ့အကြောင်းအရာတွေလည်းရှိပါတယ်။ဘာကြောင့်လဲဆိုရင်တော့ကျန်းစာထဲမှာအဲ့ဒီနောက်ပိုင်း Netflix ဆက်ပတ်သက်တဲ့အကြောင်းအရာတွေကလုံးဝမရှိတော့သလိုမျိုးဂလာယာအပြင်တခြားသော Giants တွေကယနေ့ထက်တည်းအောင်တကယ်ရှိနေသေးတာမရှိတော့ဘူးဆိုလားဆိုတဲ့အကြောင်းအရာကတော့ကျွန်တော်တို့မိကုန်ထုတ်စရာတော့ရှိနေပါသေးတယ်။ North Mythologies မှာဆိုရင် ကျွန်တော်ရေခဲနဲ့မီးကိုကူစားပြတဲ့ Giants တွေ Ragnarok မှာဆိုရင် Heaven ကိုဖီဆန်ခဲ့တဲ့ Greek Mythologies မှာ Titans စတဲ့ Giants တွေနဲ့နတ်ဘုရားတွေတိုက်ခတ်ခဲ့တဲ့ Beings တွေအကြောင်းတွေရှိနေပါသေးတယ် Egyptian Legends မှာဆိုရင်လည်း Giants Pharaoh တွေ Divine Helpers တွေကလည်းထပ်ပြီးတော့မှဖော်ပြသေးသေးတဲ့အကြောင်းကိုလည်းရှိပါတယ် Nephilim တွေကတားမြစ်ထားတဲ့ချစ်ချင်းနဲ့အင်္ဂနိုင်ငံရဲ့အမိန်ကိုဖီဆန်ပြီးတော့မှမွေးဖွားလာတဲ့မျိုးစိတ်တစ်ခုဖြစ်ပါတယ်သူတို့တွေက တခါတော့ကကဘာကြီးကိုပြောင်းလဲစီခဲ့တဲ့အကြောင်းကိုပြောရင်းနဲ့ဒီဗီဒီယိုလေးကိုဆုံးသက်ပေးလိုက်ပါတယ်